ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တတရင်ဌာနကနေတရင်များကို တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တာယောဒီထောင်မလို့ရစေနိုင်ငံရေးအကျဉ်းသား၅ဦးကိုစစ်တပ်ကပြန်မလို့ဖဲအမှုများတက်၍မတရားပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ။ပဲခူးတိုင်းတာယာဝတီအချင်းထောင်မှာလူရက်စီပြီးပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအချင်းသား၅ဦးကိုအကြံဖက်စစ်တပ်မှနောက်ထပ်အမှုများကကလွှဲပေးခြင်းမရှိဘဲပြန်လည်ဖမ်းဆီးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရစေ။ အော်တိုဘာလာတရက်နေ့တွင်တာယာဝတီအကျဉ်းထောင်မှနိုင်ငံရေးအကျဉ်းသား16ဦးနဲ့အခြားအကျဉ်းသား14ဦးစုစုပေါင်း30ဦးသည်လူရဲစေးသဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တော်လဲပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား16ဦးအနက်နိုင်ငံရေးအကျဉ်းသား6ဦးကိုထောင်အဝင်ဝါ၌ပင်ရဲကားဖြင့်စစ်ကောင်စီလက်အောက်ကပြည်ထရေးဌာနမှတာယာဝတီရဲစခန်းသို့ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်းပြန်လည်ဖမ်းဆီးခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား9ဦးအနက်နိုင်ငံရေးအကျဉ်းသား2ဦးသာလွတ်မြောက်ခဲ့ပြီးကျန်နိုင်ငံရေးအကျဉ်းသား9ဦးမှာနောက်အမှုများဖြင့် ဖန်စီခံခဲ့ရပြီးတာယဝတီအကျဉ်းထောင်သို့ပို့ဆောင်ကာဖန်စီခံထားရကြောင်း PPNM ထံမှသိရပါတယ်။လက်ရှိတာယဝတီအကျဉ်းထောင်တွင်နောက်မှုများဖြင့်ပြန်လည်ဖန်စီခံထားရသောနိုင်ငံရေးအကျဉ်းသား၅ဦးရှိခဲ့ပြီးကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခေါ်နှက်ဆိုးနှင့်မတ်မီညက်သူတို့ကိုအတီးပြုတ်နိုင်ပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါတယ်။အကျဉ်းထောင်ထဲမှာမတရားသောအမိန့်တွေကိုကာလတကူအထိနေပြီးသားဖြစ်တဲ့အကျဉ်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖန်စီကာထောင်ထဲထည့်တဲ့ကိစ္စကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးလူသားတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့လွတ်လပ်စွာသွားလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပေမယ့်ကဘာကြီးကအခုချိန်အထိမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုပြည်လဲဖန်ဆီးတယ်ဆိုတဲ့အခြေအနေဟာစိုးဝါလွန်လာတဲ့တရားရေးစနစ်ကပေါင်းစစ်ကောင်စီရဲ့အလိုကျဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေနိုင်ငံရေးအကျဉ်းသားတယောက်ရဲ့အခွင့်အရေးတွေညာစွာချိုးဖောက်ခံရရတယ်ဆိုတာကိုလက်တွေ့သက်သေပြနေတဲ့လှုပ်ရက်ပြီးလို့ကျွန်တော်တို့ပြောကြင်ပါတယ်ခုကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်ထို့သောပုံမှန်ကပ်၍ပြန်လည်ဖန်ဆီးမှုများများပြားလာပါကလွတ်ရက်စေတော်မူနိုင်ငံရေးအကျဉ်းသားများအတွက်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေနိုင်သည့်အပြင်အကျဉ်းထောင်ပြင်ပတွင်စောင့်မျှော်နေကြသည့်မိသားစုဝင်များအတွက်ပါပူပန်မှုများစွာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပြန်လည်ဖန်ဆီးခံကြရသည့်နိုင်ငံရေးအကျဉ်းသားများကိုလက်ခုလက်ရှိတွင်အကြံဖက်ပုံမှ52ဖြင့်ထပ်မံတရားစွဲရန်ပြင်ဆင်လျက်ရှိကြောင်း PPNN ကထုတ်ပြန်ထားပါသည်ကျွန်တော်တို့ကတော့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကိုကဘာကြီးကတိထက်ပို့ပြီးအားစိုက်ကြဖို့အာယုံစိုက်ကြဖို့လိုအပ်တယ်အခုလိုမျိုးမတရားဖန်ဆီးခံရတဲ့ကိစ္စတွေဟာလုံးဝမလုပ်သင့်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့ဒီလိုမျိုးလူတွေကိုအခုလိုမျိုးမတရားပုံမှတွေကတ်တဲ့ကိစ္စကို ပြင်းပြင်းထန်ထန်ရှုံချတယ်လို့ပြောကြပါတယ်။နိုင်ငံရေးအကျဉ်းသားတွေလို့ပို့နိုင်ငံတကာကပို့ပြီးအာယုံစိုက်တောင်းဆိုဖို့လိုအပ်တယ်လို့လက်ရှိတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းတော်လှန်ရေးကိုပို့ပြီးမှအားစိုက်ပြီးမှတွန်းပို့လိုအပ်ပါတယ်။ထောင်ထဲမှာ2000ကျော်သောနိုင်ငံရေးအကျဉ်းသားတွေထောင်တကားတွေပြွင့်မဲ့နေကိုစောင့်နေကြတာဖြစ်တယ်လို့သတင်းစကားပါချင်ပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။ဆလပီတန့်စင်တွေကဖြူစောတီကောင်းဆောင်တအုပ်ကို PDF ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန့်စင်မြို့နယ်တဲကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီးဒေသတွင်းမှာအနေရကြီးတဲ့ပြူစောတိကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းမိတယ်လို့တန့်စင် PDSC ကနေသိရပါတယ်။ကာဘိုးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာတန့်စင်မြို့တောင်ဘက်ကရွာတွေကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။တန့်စင်တောင်ကျမ်းကိုမြေပြင်ကနေစစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီးစစ်ကြောင်းထိုးတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လုံးဆောင်နေပါတယ်။ နောက်ဆုံးအခြေအနေကစစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းပေါင်းသွားပြီလို့ယူဆရပါတယ်။ကျွန်တော်တို့ပြူစော်တီခေါင်းဆောင်တယောက်ဖမ်းမိထားပြီးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပါတယ်လို့တန့်စဲ PDF ကရဲဘော်တအုပ်ကပြောပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေရှိနေပေမဲ့အသေးစိတ်မသိရသေးဘူးလို့သူကပြောပါတယ်။စက်တင်ဘာ30ရက်ကတိုက်ပွဲမှာတော့ပြူစောတီကောင်းဆောင်တအူအရှင်ဖမ်းမိခဲ့တာလို့သိရပါတယ်။ပြူစောတီအတိုင်းဝိုင်းမှာတော့အရေးကြီးတဲ့လူပဲသူ့ကိုအရှင်ရအောင်ဖမ်းခဲ့တာပါလို့ တန့်စဲ PDF ကရဲဘော်တအူးကပြောပါတယ်ဖမ်းမိတဲ့ပြူစော့တီကောင်းဆောင်ရဲ့အချက်လက်နဲ့ပတ်သက်လို့လုံခြုံရေးအခြေအနေအရအသေးစိတ်မထုတ်ပြန်သေးဘူးလို့တန့်စဲ PDF ကပြောပါတယ်စစ်ကောင်စီရဲ့အမခန့်တောက်တိုင်ဖြစ်တဲ့ဖုံကြီးဘွားတဝဟာတန့်စဲကံပတ်လူကျွန်းလာမျိုးနယ်တွေမှာပြူစော့တီအများအပြားစုဆောင်ထားပြီးစစ်တင်နံပြနေပါတယ်အခုဖမ်းမိတဲ့ပြူစောတိကောင်းဆောင်ကခုံကြီးဘွားတော်ဝနဲ့ဆက်ဆက်တယ်လို့ကောက်ခွေရေးရေဘော်တအူးကပြောပါတယ် လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေဟာတန့်စင်နဲ့ရေဦးမြို့နယ်အဆက်ကိုလည်းစစ်ကြောင်းထုတ်ဖို့ကြိုးစားနေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေပြီးတန့်စင်မြို့နယ်အတွင်းကရွာဆက်ရွာလောက်ဘေးလွတ်ရာရှောင်နေရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကတန့်စင်မြို့နယ်အတွင်းရေဦးကလေးဝလန်ကကန်ထူးမရွာကိုစစ်ကောင်စီကပုံကျဲလို့အယက်သားရှိဦးတေဆုံးပြီး12ဦးထဏ်ရာရရှိခဲ့ပါတယ်။